င်္ဂလာပါရှင်ဆရာပါရဂူရဲ့ပကံခရီးတဲစာအုပ်ထဲကပကံဖျားပထိုးစီဒီညာအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော်ဒီနေ့မှာတော့ဘူဖက်ရနဲ့မဟာဘောရီစီဒီတော်အကြောင်းကိုဖတ်ပြပေးသွားပါမယ်နော်ဘူဖက်ရ ပကံခရီးတဲ့သည်ပကံတွင်ကားမြင့်လဲသွားသည် မြင်းလဲလဲစီသည်ခြေကျင်လဲလျှောက်သည်အာနန္ဒာဖရာမှာတရပါတကားကိုဖျက်လျက်မြစ်စိတ်သို့သွားရ၌ကျုံပီကလမ်းအတိုင်းခြေကျင်လျှောက်လာခဲ့သည်ယခုတပံမိစိမ့်မဘုဖယားဖက်သွားသောအခါတွင်လည်းခြေကျင်ပင်လျှောက်သွားသည် ်ဘူဖရာတို့မြေကံပေးတလျှောက်တဲတောင်ပြင်ပေါ်ကရှောက်သွားလင်လဲတန့်ကြီးတောင်ဖက်သွားသောဇက်သင်းမောဆိုင်သည်စိတ်ကံလွန်သွားလင်ဘူဖရာတို့ရောက်သည်ဘူဖရာတို့သွားယူသွားစဉ်လမ်းမှာခရော့ပလင်ဖရာဤမြောက်ဖက်ကလမ်းဖြစ်သည်ရှင်လမ်းအတိုင်းသွားလင်လမ်းအနောက်ဖက်၌ အတွင်းစီးကုံစီဒီကို တွေ့ရလိမ့်မည်။ရှင်လန်အတိုင်းမြောက်ဖက်ဆင်းသွားလင်ကာလန်အစုံ၌ဘူဖရာကိုတွေ့ရလိမ့်မည်။ယခုပကံခရီးတဲ့ဘူဖရာတို့သွားသောလမ်းမှာမြေကမ်းပေးကတဲတောင်ပြင်လန်းလဲမဟုတ်ပေသူရောက်ရှိနေသည့်နေရာမှာဂေါရောပလင်နှင့်အလံဝင်းနေသည့်ဖြင့်သွားယူသွားစဉ်လန်းကလည်းမသွားပေကျုံအနောက်ဘက်ကပကံမျိုးတွင်သို့ဝင်သောလူအသွားအလာနေသည့်ခင်တန်းကလေးမှ ဖြက်လျက် 天冷了，多穿皮衣。 အိတ်တိပညာဒေဝဂုရုចောင်းဝင်းထဲကထွက်လာခဲ့ပြီးလင်းကျုံအနောက်မြောက်ဖက်ရှိတစ်ပင်များခြုံပုံးများကြားထဲကလမ်းကြားလေးအတိုင်းလာခဲ့သည်အေယဝရီမြင့်ကန်းကြီးရှိခင်တန်းကလေးကိုညနေခြင်းအချိန်ဖြတ်သွားရသည်မှာជីနူးခွဲကောင်းလာသည်ခင်တန်းကလေးကိုကြော်သွားသည် နှင့်လူနေအိမ်နှစ်အိမ်သုံးအိမ်ကိုတွေ့ရသည်အိမ်တအိမ်ဤမျက်နှာစာ၌လူငယ်တချို့ချင်းခတ်နေကြသည် ထိုအိမ်ကလေးများမှာအေယဟိုတယ်တွင်အလုံလုံသောအလုံသမားများ များ၏အိမ်များဖြစ်ပုံရသည် အင်္ဂလိပ်များကိုကြော်သွားသောအခါအေယာဟိုတယ်ကိုတွေ့ရသည်အေယာဟိုတယ်သည်ပုဂံရှိဒုတိယအကြီးဆုံးဟိုတယ်ဖြစ်သည်ဟိုတယ်ဘေးကဖြတ်သွားစဉ်ဟိုတယ်ဘက်လမ်းကြီးလိုက်သည်ဟိုတယ်တွင်ဧည့်သည်များများဆဆမတွေ့ရသည်ဟိုတယ်ဝင်းထဲမှထွက်လျက်အနောက်တောင်ဘက်ကွေ့လိုက်သောအခါလမ်းမပေါ်၌မြင်းလယ်တစ်စီးဖြတ်မောင်းလာသည်ကိုတွေ့ရသည် မြင်လဲပေါ်တွင်ခရီးတဲ့ပါမလားမြင်လဲဆရာသည်သူမြင်လဲကိုအေးအေးဆေးဆေးပင်မောင်းနေသည်လမ်းဤအနောက်ဘက်တွင်က ဝင်းခတ်ထားသောအဆောက်အအုံကြီးတစ်ခုကိုတွေ့ရသည်ထိုအဆောက်အအုံကြီးမှာနာမည်ကျော်ယွန်းလက်မှုပညာအတက်တင်ကြောင်းဖြစ်သည်ယွန်းထယ်လုပ်ငန်းအတက်ပညာတင်ကြားပေးသောကျောင်းဖြစ်သည်ပကံညာဦးတီယွန်းထယ်လုပ်ငန်းတွင်နာမည်ကျော်ကြားလူတိညာသောဒေတာဖြစ်သည် ပကံညာဦးအပြင်ယွန်းထည့်လုပ်ငန်းလုပ်သော အခြားဒေသများမှာမုံရွာခရိုင်အတွင်းရှိကြောက်ကာရွာနှင့်မောင်းထောင်ရွာများဖြစ်ကြသည်။ပကံညာဦးမှထုတ်လုပ်သော ရုပ်ဆောင်ကွမ်းဤရုပ်ဆောင်လင်မန်းရွှေရည်ပန်းဆိုင်ရွှေရည်စိလိတ်ဘူးစသည်တို့သည်မြန်မာနိုင်ငံအနှံ့အပြားရှိအိမ်များဤစက်တရီဆောင်ဖြစ်နေကြသည်။ရုပ်ဆောင်ကွမ်းဤစသည်တို့၌ဇန်နီပတ်ဝတ္ထုဝတ္ထုကြောင်းများမင်းမိဗျာမင်းခမ်းမင်းနာမင်းညီမင်းသားတို့နှင့်တကွာ ချူပန်ချူနွယ်ကြာလိတ်ကြာခွေ12ရာသီခွင်12ရာသီခွင်အယုတ်နဂါဂလုံးကိနေကိနေရာစင်မြင်းစသောအယုတ်များကိုအမှုပညာမြောက်စွာပုံဖော်ထားသည် ရွှန်အတက်ပညာသည်ပကံညာဥတွင် ရှေးပကံခိကရှေးပကံခိကတဲကပင်စတင်ခဲ့သည်ဟုအဆိုရှိသည် အနောယထာမင်းလက်ထက်ကပင်ရွံအတက်ပညာတဲ့များသည့်ဇင်းမယ်မှတထုံပြီးသို့ရရှိနေပုံရပြီးတထုံကိုအနောယထာသိမ့်ပိုက်သောအခါရွံအတက်ပညာတဲ့များသည့်ပကံတို့ပါလာကြဟန်တူတီဟု ဆိုကြသည် ရွံလုပ်ငန်း၏မူလဘူတဖြစ်သော လောနိုင်ငံနှင့်နီးစပ်သောရှမ်းပြည်သို့ရွံလုပ်ငန်းရောက်ရှိလာသောအခါအနော်ရထမင်းလက်ထက်တွင်ရှမ်းပြည်မှရွံအတက်ပညာသည်များကိုပကံသို့ခေါ်ယူသည်ဟူသောအခြားအယူအဆတစ်ခုလည်းရှိသည်။မိသူပင်ဖြစ်စေအစဉ်အလာထွန်းကားလာခဲ့သော ပကံညာဦးရွံထည်လုပ်ငန်းသည်ယခုထက်တိုင်ပင် ရှင်သန်ကြီးထွားနေသည်။ရှခင်ကပကံတွင်ရွံထည်ပစ္စည်းများရောင်းချသောဆိုင်များအတော်များများရှိ သည်ဒိုရာတွင်ပကံရှိ လူနေအိမ်များနှင့်ဈေးဆိုင်များနေရာရွှေ့ပြောင်းလိုက်ပြီးနောက်၌ကရွှေစည်းကုံဆောင်တန်းဆိုင်များနှင့်အာနန္ဒာဖျားဆောင်တန်းဆိုင်များ၌သာယွန်းတဲ့ပစ္စည်းများရောင်းချနေကြသည်ကို တွေ့ရသည်ပကံညာဦးလမ်းမပေါ်၌ပကံနှင့်ညာဦးအကြားတွင်ရှင်ဟောင်းပစ္စည်းအယောင်ဆိုင်တစ်ဆိုင်ရှိသည့်ပကံခရီးတဲ့သည့် ညာဦးမပကံတို့အလားထိုအဟောင်းဆိုင်တို့ဝင်ကြည့်သည်ထိုဆိုင်တွင်အခြားရှေးဟောင်းပစ္စည်းများနှင့်အတူယွန်းထည်ရုပ်စုံကွမ်းအင်းအဟောင်းများကိုလည်းတွေ့ရသည်ရှေးခေတ်ရုပ်စုံကွမ်းအင်းနှင့်နောင်ခေတ်ရုပ်စုံကွမ်းအင်းတို့သည် အမျိုးအစချင်းမတူကြပေရှေးခေတ်ရုပ်စုံကွမ်းအင်းများက ပူတံပိုးကြီးသည်ရွှေခေရုံဆောင်ကွမ်းအိများသည်အရောင်အသွေးမိမ့်မသွားကြသည်ကွမ်းအိအဖုံးထိမျက်နှာပြင်မှတပြေးညီတည်းရှိနေသည်ရွှေခေရုံဆောင်ကွမ်းအိသည်ကြက်9000လောက်ဈေးရှိသည် နောင်ခေရုံဆောင်ကွမ်းအိများမှရွှန်းအရောင်အသွေးကြာလီမိမ့်လီဖြစ်သည်ကွမ်းအိအဖုံးထိမျက်နှာပြင်မှလည်းရွှေခေရုံဆောင်ကွမ်းအိလိုတပြေးတညီတည်းရှိမနေပေခမောက်မောက်ကလေးဖြစ်နေသည်နောက်ပိုင်းရုံဆောင်ကွမ်းအိများမှရှေးရုံဆောင်ကွမ်းအိ ်လောက်တန်ဖိုးမရှိပေ ဖခင်ခရီးတဲ့သည်ယွန်းလမှုပညာအတက်တင်ကြားဝင်ပေးမှ ဖြစ်လျက်ဘူဖရာတို့ဆက်သွားသည်ဘူဖရာမရောက်ခင်ဖုန်ကြီးကျောင်းတကြောင်းကိုဖျက်ရပြန်သည်ဖုန်ကြီးကျောင်းလွန်သောအခါဘူဖရာရှိနား၌ဖျားတဆူကိုတွေ့ရသည် ထိုဖျားမှာဇီးဒီတဆူဖြစ်တော်လဲပေပင်ကျောင်းဟူ၍အမိတွင်နေသည်ပကံရှိနတ်လောင်ကျောင်းမိမလောင်ကျောင်းစာသောဖျားများသည်ဇီးဒီပထိုးများဖြစ်ကြတော်လဲကျောင်းအမိတွင်နေကြသည်ထိုနည်း အတိုင်းပင်ဤပေပင်ကြောင့်လည်းဇီဒီပထိုးဖြစ်လျက်နှင့်ကျောင်းအမိတွင်နေသည်ယခင်ခေတ်ကတရှိခဲ့သောကျောင်းတိုက်များအနည်းရှိဇီဒီပထိုးများဖြစ်၍ကျောင်းအမိတွင်နေခြင်းဖြစ်လိမ့်မည်ဟုအချို့ကထင်မြင်ချက်ပေးကြသည်ယဟန်များနေထိုင်တည်င်းသုံးသောအဆောက်အအုံကိုအာဝါဒဟု၍၎င်းအာယာမဟု၍၎င်းလေနာဟု၍၎င်းဝိဟာရဟု၍၎င်း ဂူဟာဟူ၍၎င်းခေါ်ပြီးဇေဒီပထိုးကိုဇေတိယဟူ၍၎င်းထုပဟူ၍၎င်းခေါ်သည်တို့ရာတွင်เจ้าနှင့်ဖျားကိုပေါင်းပြီးခေါ်သည့်ဝဟရာများလည်းရှိသည်အင်္ဂလိပ်စကားလုံးတန်ပယ်သည်အမှန်အားဖြင့်ဖျားเจ้าတို့မဟုတ်နကုန်းကိုခေါ်သည့်စကားလုံးဖြစ်သည်ထို့သောเจ้าကိုလည်းတန်ပယ်ဟုခေါ်ကြသည် Chinese တန်ပယ်ကိုတရုတ်เจ้าခေါ်တဲ့ကဲ့သို့ဖြစ်သည်ပတူပင်ဟိန္ဒီဘာသာစကား၌လည်း မန်တီဟူသော စကလုံးရှိသည်မန်တီလည်းထံပယ်ကဲ့သို့ပင်ဖျားเจ้าအနတ်အတိတ်ပဲထွက်သည့်စကလုံးဖြစ်သည်သို့တော်လည်းရိုးရိုးเจ้าကိုလည်းမန်တီဟူခေါ်ကြပြန်သည်မြမဖုံးကြီးเจ้าကိုပရပရမိမန်တီဟူခေါ်တဲ့ကဲ့သို့ဖြစ်သည် ပြပင်ချောင်းမှုသော အခေါ်အဝေါ်၌လည်းရိုးရိုးချောင်းနှင့်ဖျားချောင်းမှု၍အနက်အတိတ်ပဲနှမျိုးထွက်သောချောင်းကိုဖျားချောင်းအနက်အတိတ်ပဲယူ၍တုံ့နှုံထားခြင်းမဖြစ်နိုင်ဘူးလို့လင်္ကာတိပတိဟိုကျွန်းသာသနာသမိုင်း၌မဟာဝိဟာရ၌အဘ အပယကိရိဂိုင်းဇေတဝနဂိုင်းပူ၍ဂိုင်းကြီးသုံးဂိုင်းရှိခဲ့ဘူးသည် မဟာဝိဟာရဂိုင်းဝင်တန်ဃာတော်များကမဟာဝိဟာရကျောင်း၌၎င်းအပယကိရိဂိုင်းဝင်တန်ဃာတော်များကအပယကိရိကျောင်း၌၎င်းဇေတဝနဂိုင်းဝင်တန်ဃာတော်များကဇေတဝနကျောင်း၌၎င်းတည်င်းသုံးကြသည် တို့ရတွင်မဟာဝိဟာရအပရကြီးသည်ဇိတဝနာတို့ကိုចောင်းအနတ်အတိတ်ပဲထွက်သည်ဝိဟာရဟူသော စကလုံးဖြင့်ပေါ်ပြယုံများတာမကပဲဒါကပဟူသောစကလုံးဖြင့်လည်းပေါ်ပြလေရှိကြသည်ဒါကပဟူသောစကလုံးဤအနတ်အတိတ်ပဲမှာဇေတိယကွင်းစာကွင်းပဲဇေတိဖြစ်သည် ဖုန်ကြီးကျောင်းနှင့်ဖရာကျောင်းကိုရော၍အမတ်အသားပြုသည့်အထောက်အထားတာတကားတရက်ဖြစ်သည်။ပေပင်ကျောင်းကိုရှေးဟောင်းပုံစံအတိုင်းရှေးဟောင်းသူတေသနဌာနကပြုပြင်ထားသည်။ဖရာဤအနေအထားမှာတီဟိုဖရာပထိုးပုံစံအတိုင်းခေါလောင်းပုံတံဖြစ်သည်။အောက်ခြေပစ္စယမမြင်လှပေအတွင်ဘန်၌စင်တူတော့ ဤအခန်းရှိသည်အပေါ်တွင်ဓာတ်တော်တိုင်းရှိသည်ဓာတ်တော်တိုင်းဤအပေါ်၌ကခြုံတက်သွားသောဖောင်းရည်များဖြင့်တစားဆင်ထားသည်ပေပင်ကြောင်းဖျားကိုလွန်သွားသောအခါကန်ဆက်၌ဘူဖျားကို တွေ့ရသည်ဖျားပရဝုံဤရှိ၌ရှိသောလက်နက်ဖက်တွင်ကျခင်ကထမင်းဆိုင်လက်ဖက်ရည်ဆိုင်စသောဆိုင်တန်းများဖြင့်စီစီကားကားရှိတော်လဲယခုအခောက်အယောက်တွင်မူလမ်းတစ်ဖက်၌ဆိုင်နှစ်ဆိုင်သုံးဆိုင်လောက်သာတွေ့ရတော်သည် ယခုတွေ့ရသောဆိုင်နှဆိုင်သုံးဆိုင်တီးပင်ဖျားဖူးများအစဉ်ပြေရေးကို ရှေ့ရှုပြီးဖွင့်ပြုထားသည့်ဆိုင်များဖြစ်၏ဆိုသည်ဖျားပရဝုံရှိ၌ tourist garden ဈေးဆိုင်ထားသည့်အချို့ကဘာလဲခရီးတဲ့များသည့်ဖျားပရဝုံအတွင်း၌ဟိုလျှောက်တိလျှောက်လုပ်နေကြသည်တချို့ကကားပေါ်မှပင်ထိုင်နေကြသည်တယောက်နှစ်ယောက်ကမူစတိုးဆိုင်နှင့်တွဲဖက်ဖွင့်ထားသောပဖက်ဤဆိုင်ထဲဝင်ပြီးဘီယာဘူးမော့နေသည် ဘူဖရာသည်အေယဝရီမြစ်ကမ်းဘေးတွင်မေးတင်၍တီထားသောဖရာဖြစ်၍အေယဝရီမြစ်နှင့်ပနံရလာသည်ဖရာဤအောက်ခြေမြစ်ကမ်းဆက်တွင်ခယူပတ်သက်ဘွယ်စိန်တန်းနှစ်သွဲပက်လန်းရန်ထားသည်ဇီဒီလုံးပတ်တံတံမှာငယ်ကျွဲနှတောင်းဖျားပုံစံနှင့်ခက်စင်စင်တူပြီးကတော့ပုံတံတံတတ်တော်ကျုံနှင့်လည်းတူသည် အပေါ်ပိုင်းအဖျားတို့တက်နေသောတိတိတွဲ့တွဲ့စီဒီပေါ်တွင်မန်စီရွှေချထားသည်ပရမုံအတွင် အရှိမြောက်တောင်း၌မုံတိုင်းနဲ့ဤနကုံးငယ်တစ်ခုရှိသည်ထိုမုံတိုင်းနဲ့ကို မြစ်ကြောင်းခရီးသွားလေဖောင်သမားများပူဇော်ပတာလေးရှိကြသည်ဟုသိရသည်ဘုခရာသည်မြစ်ကြောင်းခရီးသည်များအတွက်ပကံဤတင်ကေတသဖွဲဖြစ်နေသည်ဘုဖရာကိုပကံနန်းဆန်တတိယမြောက်ပင်ပြုစောတိတီတီဟုအဆိုရှိသည် ယူစောတိနှိမ်နီရသောရန်သူမျိုး၅ပါးထဲတွင်ဘူးပင်လည်းပါသည်။ချူးပြန်ဘူးဝက်ကြားနှင့်ငှက်ကြောင့်ပြက်လူဗနန်းဟု၍၎င်းကြာရှုဘူးဝက်ထီးလိုက်ငှက်ကိုတက်ဖြတ်နေမျိုးဟု၍၎င်း ဆိုရိုးစကားရှိသည်ဤသူအများကိုဒုက္ခပေးနေသောဘူးပင်ဘူးနွယ်ဘူးချုံများကို ရှင်းလင်းတုတ်တင်ပြရသော နေရာဌာနတွင် ကိုးကွယ်တည်ထားသောကြောင့်ဘူးဖရာဟုတွင်နေခြင်းဖြစ်သည် အခြားရန်သူများကိုနှိမ်နင်းရာဌာနများ၌လည်းအထိတ်အမှတ်ဖျားများကိုဥွက်တည်ထားသည်ရင်းဖျားများကကြာသက်ဖျားရှုပြန့်ဖျားဝတ်သက်ဖျားငှက်ပြစ်တောင်ဖျားလေးနင်ဖျားမြားဖျားသမိဝတ်ဖျားများဖြစ်ကြသည်ဖြူစောတိတည်သောဖျားသာဖြစ်ပါမူဘူးဖရာသည်ပကံပကံဖရာများအနက်ရှိကြသော ဖရာတစုဖြစ်ပေလိမ့်မည် တို့ရာတွင်ယခုအချိန်၌ပြူစောထီတီသောဖျားကိုမတွေ့ရတော့ပဲ KSS အနောက်လူတို့ အတိတ်တဖန်ပြုပြင်မွမ်းမံထားသောဘူဖျားကိုသာလင် တွေ့ရဖူးတွေ့ရတော့သည်ပကံခရီးတဲ့ပထမအချိန်ရောက်စဉ်က တွေ့ခဲ့ရသောဘုံခွနစင်ပြတ်သက်တင်ထားသည့်တစ်သားအာယုံခံတစောင်းကိုပင်ပကံတို့နောက်ထပ်ရောက်သွားသောအခါမတွေ့ရတော့ပြီတစ်သားအာယုံခံနေရာတွင်အုတ်တိုက်အာယုံခံတစောင်းရောက်နေပြီ ဘူဖရားမှလည်းထုံရောင်ဖွေဖွေရွှေရောင်ဝင်းဝင်းနဲ့တင့်တင့်တဲတဲသက်ပဲနေပြီ။ဖရားပရဝုံရှိဘက်ကစိမ့်လန်းဆိုပြီးဝေစာနေသောတမပင်ကြီးနှင့်ဖရားဝန်းကျင်ရှိတစ်ပင်ပန်းမှန်များသည့်မြေကန်းထိပ်ကဘူဖရားဤချီနူးခွဲကြီးညိုခွဲကိုအားဖြည့်ပြီးနေကြသည်။ ပကန်းခရီးတဲ့သည်ဖျားရင်ပြင်ရှိအေယာဝရီ မြစ်ဖက်မျက်နာမူထားသောထိုင်ကုန်းတစ်ခုပေါ်တွင် ထိုင်လျက်မြစ်ဖက်လမ်းမျောကြီးလိုက်သည် အနောက်ဖက်မိုးကုတ်ဆောင်းဝိုင်းတွင်မေးတင်နေသော ဝင်းလူစဲနေမင်းဤပဇွန်စီသွေးအယောင်သည်အေယာဝရီမြစ်ပြင်ကျဲထဲစီးကျနေသည်မြစ်အနောက်ဖက်ကမ်းအလွန်၌ပလဲရောင်တဲတောင်ပြင်ပြင်ကိုလှမ်းမြင်ရသည်တဲတောင်ပြင်လွန်သွားသောအခါစိမ့်လန်း စိမ့်နှံသောစိုက်ခင်များရှိနေသည်စိုက်ခင်များကိုလွန်သွားပြန်သောအခါတစ်ပင်များတောအုပ်များညှို့ညို့မိုင်းနေကြသည်မျက်စိအာယုံသည်တောအုပ်များအလွန်သို့ရောက်သွားပြန်သည်တောအုပ်များအလွန်၌တန်းစီတောင်စီတီတရှိသောတန်းစီတောင်နှင့်တောင်ကြီးရှိလျက်စစ်မီမျက်စစ်မီရောင်လက်နေပြီဖြစ်သည်ဓာမီဩဇာဆက်ယုံကို တွေ့ရသည်တန်းစီတောင်တောင်မ၏မြောက်ဖက်စီ၌ကနှင်းလျှောသွားသောညှို့ညို့မိုင်းမိုင်းတောင်ကျောတခွင်ကိုလမ်းမြင်ရသည် အနောက်ဖက်မူကုတ်ဆောင်ဝိုင်းတွင်မေးတင်နေသော နေမင်းသည်မူကုတ်ဆောင်ဝိုင်းအောက်ဆင်းသွားလေပြီးသို့တော်လည်းပစွန်စီသွေးစီးဆာရန်ကိုမူမြင့်ပြင်ကျဲတန်းထားပစ်ခဲ့သည် ထိုအခိုင်လေကလေးတဆင်းသည်ပကံစိတ်ကမ်းမှထွက်ခွာသွားလေသည်လေကလေးပေါ်၌ရှိသောတဦးတည်းသောတက်ရှိလူသားသည်လော်တက်ကိုတအားကုန်းလော်ခန့်လျက်တုတ်ချေတင်နေသည်မမောင်ခင်တစ်ဖက်ကန်းသို့ရှောက်ရန်အတွက်ရေကြီးတုတ်ပြဖြစ်နေဟန်တူသည် တဖြည်းဖြည်းမောင်ရီတန်းလာသည်ဖြပြလောက်သာမြင်နေရသောလေကလေးသည် အမောင်မျိုးစားတစ်ဖက်ကန်စမ်း၌မျက်စိအောက်တွင် လုံးဝပြောက်ွယ်သွားလေသည်တကံခရီးတယ်လဲငီးမောနေရမှထပြီးလင်ဘူဖယားမှထွက်ခွာလာခဲ့လေသည် မဟာဗောဓိစေတီတော်အကြောင်းကိုဆက်လက်ဖတ်ပြပြီးသွားပါမယ်နော် မဟာဗောဓိပကံရှိ စေတီပထိုးများကိုလှည့်လည်ကြီးညိုနေသောပကံခရီးတဲ့သည်စေတီတဆူတို့ရောက်သွားသောအခါပကံစေတီပထိုးတဆူကိုဖူးတည်ဖို့မချင်ပဲအိန္ဒိယနိုင်ငံပီဟာပီနဲ့ခရာအနီးကဗုဒ္ဓခရာမဟာဗောဓိစေတီကိုဖူးနေရသည်ဟုပင်အောက်မေ့နေမိသည် တရပါတကားကိုဖျက်၍ပကံမျိုးတွင်ဝင်သွားသောအခါကာလန်ဤရှာဘက်ချိုးကွေသွားသောလန်တလန်အတိုင်းလျှောက်သွားသည်နှင့်အရိတ်အာဝါဒအကောင်းသောတစ်ပင်များအုတ်ဆိုင်ဖုံးအုပ်နေသည့်မဟာဘောရီစီရီကိုခက်လန်လန်မှပင်လှမ်းတွေ့ရသည် တကံခရီးတဲ့သည်ဗုဒ္ဓဂယသွားစဉ်ကဗုဒ္ဓဂယနင်းနမိတ်အတွင်မဝင်မီဗောရိစီရီကြီးအားခက်လန်လန်မှဖူးမြော်ခွင့်ရာတီကို အမှတ်ရနေသည်ဘုရားကရမဟာဗောဓိစေတီကြီးကိုဘုရားကရမြို့တွင်မဝင်မီခက်လန်လန်မှဖူးမြော်စဉ်ဘုရားကရမြို့ဤတိုက်တာအဆောက်အအုံများနှင့်တစ်ပင်များကစီးနေသဖြင့်မဟာဗောဓိစေတီကြီးကိုပိပိတတာပြပြဝဝမမြင်ရပေ။ ယခုပကံမဟာဘောဓိစေတီကိုလည်းအနီအနာပတ်ဝန်းကျင်၌စိမ့်လန်းဆိုပြေနေသောထဏောင်းပင်မကြီးပင်တဏတမာပင်များပေါက်နေသည်ဖြင့်ခက်လန်လန်မှဖူးမြော်သောအခါတိပင်းများကြားတဲ့၌တစွန်းတစားထွက်နေသောဇေဒီဤအစိတ်အပိုင်းများကိုတားလင်ဖူးတွေ့ရသည် အနီးသို့ချင်းကပ်ရောက်ရှိသွားမှသာ စေတီတော်ကို အပြည့်အဝဖူးမြင်ရလေသည်အနီးကပ်ဖူးမှာဗုဒ္ဓဂယမဟာဗောဓိစေတီဤပုံအပ်တိုင်းတည်ထားသောစေတီဖြစ်ကြောင်းပိုပိုပြီးသိမြင်နားလည်သွားသည်ပကံမဟာဗောဓိစေတီသည်ပကံရှိအခြားသောစေတီပထိုးများနှင့် ပုံတံလုံးဝမတူဘဲတမူထူးခြားနေသည်ဗုဒ္ဓဂယမဟာဗောဓိစေတီကဲ့သို့အောက်ခြေကလာကြောင်းကို မနှိမ်မမြင်ခံထားပြီးကွမ်းတောင်ဤပုံတံမှာလဲဗုဒ္ဓဂယမဟာဗောဓိစီရီကဲ့သို့ပြီးပိရမစ်တံအထက်ပိုင်းသို့ရှုတက်သွားသည်ဗကံမဟာဗောဓိကတိတိတတာအဖျားရှုတက်သွားပြီးဗုဒ္ဓဂယမဟာဗောဓိကမတိမတာအဖျားရှုတက်သွားခြင်းသာခြားနာသည် ဗုဒ္ဓကရာမဟာဗောဓိစေတီကဲ့သို့ပင် ပကံမဟာဗောဓိစေတီ၌လည်းပင်မဖျားကြီးဤဘေးတွင်စေတီရန်ကလေးများပေါက်ထားသည်ကွမ်တောင်အပြင်ဘက်ပပတ်လည်း၌ဗုဒ္ဓကရာမဟာဗောဓိစေတီကဲ့သို့ပင်ဗုဒ္ဓရုပ်ပွားတော်ကလေးများထည့်သွင်းထားသောခြိုင်းခွက်ကလေးများအပြည့်ရှိနေသည်နိုင်ကူအတွင်အောက်ထက်နှင့်အပေါ်ထက်၌ဗုဒ္ဓစင်တုတော်တစုစီကိုးကွယ်ထားသည်မှာလည်းစေတီနှစုသည်တစုနှင့်တစုထပ်တူထပ်မြဖြစ်နေသည် ဗုဒ္ဓဂယာမဟာဘောရီစီဒီ night line ကူအောက်ထက်တွင်ဗုဒ္ဓရုပ်ပါတော်ကိုကူးကွယ်ထားပြီး line ကူအပေါ်ထက်တွင်ဘောရီတတရုပ်ပါတော်ကိုကူးကွယ်ထားသည် ဇေဒီနဆူလုံး၌ပင်အပေါ်ထက်သို့တက်ရန်နိုင်ကူဤအတွင်းနိုင်ရန်၌လေကားပြုလုပ်ထားသည်ဗုဒ္ဓကေယမဟာဘောဓိ၌တတဌာနဖျားများရှိတကဲ့သို့ပကံမဟာဘောဓိဇေဒီတတိုင်းအတွင်း၌လည်းဇေဒီငယ်များရှိသည်ယင်းဇေဒီငယ်များ၌ရခင်ကတတဌာနအမတ်အသားများရှိခဲ့သည်ဟုအဆိုရှိသည် ်ဇေဒီနှစုတွင်တိတိတသာခြားနာသောအချက်တစ်ခုသာရှိသည်ယင်းခြားနာချက်မှာထုပိကာဖြစ်သည်ပကံမဟာဘောရိဇေဒီ၌ကွမ်တောင်ထိတ်တွင်ဇေဒီငယ်ပေါက်ပြီးမြမဇေဒီပုံစံထီးတော်တင်ထားသည် ်ရင်းစေဒီနှင့်ထီတော်မှလည်းမူလထုပိကပျက်စီးရွှရင်းသွားသည်ဖြစ်၍နှောင်းခိလူများအသည့်ထက်မှန်တိဆောက်ထားခဲ့ကြဟန်တူသည်မူလလက်ရာမှာထီတော်မပါဘဲဗုဒ္ဓကရာမဟာဗောရိစေဒီကဲ့သို့ကွမ်တောင်ထိပ်တွင်ဖယုံတုံးတံထုပိကတမျိုးသာရှိခဲ့ဟန်တူသည်မဟာဗောရိစေဒီကိုမိသူတည်တည်နီး စေတနာဖရာနှင့်ထီလူမင်းလိုဖရာထာရကနရောင်းများမင်းခေါ်ထီလူမင်းလိုဘရင်တီတီဟုအဆိုရှိသည်ထီလူမင်းလိုမင်းကြီးသည်ဖရာတီယာ၌တီယိုတီစဉ်ဖရာပုံစံများမှခွဲထုတ်လျက်ထူခြားသောပုံစံဖြင့်ထူခြားသောပုံစံသစ်ဖြင့်ဖျားတီလိုသည့်ဆန္ဒရှိဟန်တို့သည်ထီလိုမင်းလိုမင်းတီသောဖျားများအနက်စေတနာဖျားမှာ လင်္ကာတိပတိဟိုကျွန်းပုံစံဖြစ်သည့်ယခုမဟာဗောဓိစီတီမှာလည်းဗုဒ္ဓဂယမဟာဗောဓိစီတီပုံစံဖြစ်သည့်စီတီဤဘွဲ့အမိကိုပင်ဗုဒ္ဓဂယမဟာစီတီဤဘွဲ့အမိအတိုင်းမဟာဗောဓိစီတီဟု၍ပေးထားသည်စီတီတီချိန်၌ဘယင်မင်းကြီးဤအာယုန်တဲတွင်ဗုဒ္ဓဂယမဟာဗောဓိစီတီတို့ဤပုံတံကိန်းအောင်နေပုံရသည် ဗုဒ္ဓကရာတိမြတ်စွာဘုရားသစ္စာလေးပါးသိမြင်တော်မူပြီးဗုဒ္ဓအဖြစ် ရောက်တော်မူရာ နေရာဌာနဖြစ်သည့်အတွက် တက္ကပါလုံးရှိဗုဒ္ဓဘာသာဝင်များသည့်ဗုဒ္ဓကရာနှင့်မဟာဗောဓိစေတီတော်အားလေးစားမျက်နှာကြသည့် မြန်မာနိုင်ငံ၌လည်း၁၇ရာစုနှစ်မှစ၍သမိုင်းတရှာ KSSZ မြန်မာဗုဒ္ဓဘာသာဝင်ဗျင်များသည်ဗုဒ္ဓဂယာနှင့် မဟာဗောဓိစေတီတော်အားစိတ်ပါဝင်စားခဲ့ကြသည်ဟု၍၁၉၂၄မေလထုတ်မဟာဗောဓိဂျာနယ်၌ဆိုထားသည် ထီလိုမင်းလိုမင်းကြီးဤဘိုးလောင်းတော်ဘေးလောင်းတော်ဘရင်များလက်ထက်ကပြီမြမဘရင်များသည်ဗုဒ္ဓကရာမဟာဘောဓိနှင့်အဆက်အသွယ်ရှိနေကြပြီထီလိုင်ရှင်ဘရင်မင်းကြီးသည်အာတောကမင်းတရားကြီးတည်ခဲ့သောဗုဒ္ဓကရာမဟာဘောဓိစီတီကိုမြမဘရင်များထဲကပထမဦးဆုံးပြုပြင်မွမ်းမံသောဘရင်ဖြစ်သည်ဘရင်မင်းကြီးသည်ဗုဒ္ဓကရာမဟာဘောဓိစီတီကိုပြုပြင်မွမ်းမံရန်နှင့်စီတီတော်တွင်ငြိမ်မသွားသောဖယားမီးပူဇော်ရန်အတွက် ယရနာများကိုတင်မောတစင်းနှင့် တင်ပို့ခဲ့သည်တို့ရာတွင်ဗုဒ္ဓဂယာ၌ဒုဖို့တွေ့ရှိရသောမြမကြောက်စာအရာကျန်စစ်သားမင်းကြီး၏ဂျိုပန်ချက်မှာအောင်မြင်ထမြမှုမရှိလဟုသိရသည်ကျန်စစ်သားနောက်ဗုဒ္ဓဂယာမဟာဗောဓိစေတီကိုပြုပြင်မွမ်းမံဖို့ကြိုးစားအားထုတ်သောဘရင်မှာကျန်စစ်သား၏မြေအလောင်းစီသူမင်းကြီးဖြစ်သည်ရခိုင်ဘရင်လက်ရမင်း လက်ရမင်းနံလက်ရမင်းနံသည်လက်လို့ဆုံးရှုံးသွားရသောဌီနံကို အလောင်းစီသူ၏အကူအညီဖြင့်ပြန်လည်ရရှိသည်ထို့ကြောင့်ဂျေဇုဆက်သည့်အနေဖြင့်ရခိုင်ပရင်လက်ရမင်းနံသည်ဗုဒ္ဓဂယမဟာဗောရိစီတီကိုပြုပြင်မွမ်းမံလိုသော အလောင်းစီသူ၏လိုအင်ဆန္ဒပြေဝါအောင်လောက်ကင်ဆောင်ရွက်ပေသည်ဗုဒ္ဓဂယမဟာဗောရိစီတိပြုပြင်မွမ်းမံရသည့်အလौတာဝင်ကိုစိညာဤသာတော်ပန့်တကူယဟန်တော်ကတာဝန်ယူသည် အလောင်းကြီးသူမင်းကြီးနောက်တွင်ဗုဒ္ဓဂယမဟာဗောဓိသူကိုစက်လက်အဖွဲစေလွတ်လျက်ကုတုကောင်းမှုပြုသောပကံခိပယင်တပါးမှာထီလိုမင်းလိုမင်းကြီးနောက်50မြောက်ပကံထီနှန်းဆိုးဆန်သောကြော်စွာပယင်ဖြစ်သည်ဗုဒ္ဓဂယဝစီယတနပလင်အနီး၌ရှေးခေတ်မြမအခေယအရေးအသားဖြင့်ရေးသားထားသောကြောက်စာတစ်ချက်တူဖို့ရရှိသည်ရင်းကြောက်စာ၌ ကျော်စွာဘရင်ဤကိုဇလဲအဖွဲ့မဟာဗောရိဇေတီတို့တွားရောက်ကြေးထီတော်ကြီးလူရန်သည့်အကြောင်းရေးထိုးထားသည်။ဗာကြီးတော်ဖရာလက်ထက်ကအင်းဝါတွင်အခြေဆိုင်သောဗြိတိရှားကိုဇလဲဟင်နရီဗာနေဤကပတိန်ဂျော့ပါနေသည်မြန်မာတန်တမန်တအူ မြန်မာတန်တမန်2ဦးနှင့်အတူတကွအိန္ဒိယခရီးတွင်ဗုဒ္ဓဂယရောက်သွားသောအခါမဟန့်ကျောင်းတော်၏အတွင်းဘက်နယံ၌ကျောက်စာတစ်ချက်ကိုတွေ့ရသည်။ယင်းကျောက်စာမှာနှစ်40အလွန်က ဝစီယတနပလင်အနီး၌တူဖော်ရရှိသောကျောက်စာဖြစ်သည်ဟုဒေသခံလူများကပြောကြသည်။ ရှင်ကျောက်စာ၌ကျန်စစ်သားမင်းကြီးနှင့်ကျောစာဘရင်တို့ဘုရားကရာမဟာဗောရိစီတီတို့ကိုစလဲတော်အဖွဲ့စီလွတ်၍စီတီတော်အာပြုပြင်မွမ်းမံပုံကိုဖော်ပြထားသည်ကျောင်းစာ၌ရေးသားပါရှိသော အချို့စာများမှာခဏနှုတ်ဆုံးကတ်လူရာနေရာ၌ ကွင်းစကွင်းပိတ်တစ္ဆာလေးပါတရားတိမြင်တော်မမူမီသူစာတာခနာနိုးစုံကတ်လူတော်နေရာရှိတော်အဆောက်အုံသည် အချိန်ကာလကြာညောင်းသည့် address ပြိုကျပျက်စီးသွားသည်ရှင်အစအုံကိုပန်တကုမင်းကြီးမဟာထေက ပြုပြင်သည်တတိုးမင်းကတဖန်ပြုပြင်သည်တဖန်ပြိုကျပျက်စီးသွားပြန်သည်ဖြင့်အရှင်ဖြူသခင်ဘယင်မင်းကြီးသည်တိရိဓမ္မာယာစကုရုမဟာထေနှင့် တပည့်တိရိကတ္တဖ မထေရုကိုမဟာဘောရီစီဒီပြုပြင်မွမ်းမံရန်အတွက်တာဝန်ပေးအပ်သည်။ဒိုရာတွင်ငွေကြေးမလုံလောက်၍မဟာဘောရီစီဒီပြုပြင်မွမ်းမံသည့်အလုပ်ကိုမလုပ်နိုင်ကြပေ။ထို့ကြောင့်ဝါနာဝါတီဝါနာဝါတီမထေအားဆွန့်လွတ်ကြွေးသည့်အခန့်အနား၌ပြုတသိမ်းမင်းသည်မထေငယ်ကတ္တဖနှင့်မဟာဒေကွေစာကွင်ပေဓမ္မရာဇဂုရုတို့အားစီဒီပြုပြင်မွမ်းမံသည့်အလုပ်ကိုဆက်လက်လုပ်ရန်တာဝန်ပေးအပ်ပြန်သည်။ စာတီတို့ဖြစ်သည်ရှင်ကြောက်စာသည် ပကံပရင်များနှင့်ရခိုင်များဗုဒ္ဓကရာမဟာဘောရိစီတီအားဥပ္ပင်မွန်မှန်ဘုံလူပဲဝိတုလူရန်ဘုံတို့ကိုခေါ်ပြထားသောကြောက်စာဖြစ်သည်ပကံတမိုင်း၌ထီလိုမင်းလိုဘရင်မတိုင်မီကျန်စစ်သားနှင့်အလောင်းစီသူတို့ ဘလောင်းစီသူတို့သည်၎င်းထီလိုမင်းလိုဘရင်နောက်ကြောစွာဘရင်သည်၎င်းမဟာဘောရီစီဒီကိုပြုပြင်မွမ်းမံကြသည်လူဝယ်ပစ္စည်းအမျိုးမျိုးကိုလူတန်းပူဇော်ကြသည်ထီလိုမင်းလိုမင်းမာမှုဗုဒ္ဓကရာမဟာဘောရီစီဒီတို့ကိုစလဲစီလို့၍စီဒီကိုပြုပြင်မွမ်းမံသောလူဝယ်ပစ္စည်းလူတန်းဖူးလူတန်းပူဇော်သောပကံဘရင်များထဲတွင်မပါဝင်ပေ တို့ရာတွင်ဗုဒ္ဓဂယမဟာဗောဓိစေတီနှင့်ပတ်သက်၍ထီလိုမင်းတို့မင်းကြီးပြုလုပ်ဆောင်ရွက်သောကုသိုလ်ကောင်းမှုမှာပို၍ကြီးကျယ်နေသည်ပို၍ဥဒန်းတွင်နေသည်ပို၍ထာဝရတည်တံ့နေသည်ဗုဒ္ဓဂယမဟာဗောဓိစေတီနှင့်ပတ်သက်သောတရားတရားကိုပို၍ဖော်ပြနေသည်ဘယင်းမင်းကြီးသည်ဗုဒ္ဓဂယမဟာဗောဓိပုံစံနမူနာကိုယူ၍ပကံ၌စေတီတဆူတည်ပြီးလင်းမြင်နေကြတွေ့နေကြပကံဖျားများတဲ့တွင်ပုံစံသည့်တဆူ ပုံစံသေးဖျားတက်စုထပ်ဖြည့်ပေးလိုက်လေသည်ပကံခရီးတဲ့သည်မြတ်စွာဘုရားတစ္ဆာလေးပါတည်မြင်တော်မူရာဗောဓိပင်ရွှေပနင်းနှင့်ကလရရှိသောမဟာဗောဓိစီတီတော်ကြီးနှင့်ပကံဘယင်များဤဆက်သွယ်ပုံကို၎င်းပကံဘယင်များဤတထာတရားထက်တန်ကြီးမားကြပုံကို၎င်းတွေ့တော်စင်စားရင်ပကံမဟာဗောဓိစီတီမှာထွက်ခွာလာခဲ့လေသည်နားဆင်အားပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ ။နောက်လာမယ်ပကံဖျားပထိုးစီတီများအကြောင်းကိုလည်းဆက်လက်ဆောင်မြော်နားဆင်ပေးကြပါအောင်နော်။ channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါအောင်နော်။အားလုံးဘေးကင်းကြပါစေရှင်။